ထားနိုင်ငံရောက်မြန်မာတွေအနေနဲ့ကိုဗစ် -19 ရောဂါကူးစက်မှုထပ်တိုးလာပေမဲ့စိုးရိမ်မှုမလိုပဲကာကွယ်ဆေးထိုးဖို့မလိုတော့သလိုလူစုလူဝေးသွားရင်သာနှာခေါင်းအုပ်မတ်တက်ကြဖို့မဆမြွတ်နယ်တမရေးဌာနမှကပြောကြားလိုက်ပါတယ်မောက်တူးတင်ဆက်ထားပါတယ်ရှင်ဟုတ်ကဲ့ပါမဲဆောင်မျိုးကတွစ်စုံပွဲတစ်ခုမှာသတင်းထွက်နေတဲ့ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးမဲဆောင်မျိုးနယ်တမရေးမှကပြောသွားတာပါ นะครับแล้วตอนนี้วัคซีนเขาเขาไม่ได้ฉีดแล้วสิ่งที่น่ากลัวมากที่สุดคือไข้หวัดใหญ่นะฮะไข้หวัดใหญ่ที่ที่มาทุกปีเนี่ยอันนี้จะรุนแรงกว่าโควิดส่วนใหญ่มีภูมิกันแล้วเป็นโรคประจำถิ่นแล้วก็ส่วนใหญ่ก็จะได้วัคซีนแม้ส่องมาโควิดกุศลมุแทบโตลาไปแม้ซวยยาได้อันนี้ท้าไม่ရှိดลูโควิดโยคะหาတုတ်ကွေးယောဂတဲ့ပိုစိုးရင်စရာမရှိပါဒါပေမဲ့လူစုလူဝေးသွားရင်တော့မတ်တက်ကြပါလို့ ထိုင်းဘာသာနဲ့ပြောသွားတာပါအခုလိုထိုင်းနိုင်ငံမဲဆောက်မြို့မှာ ပြောနေပြီမြန်မာပြည်တွင်စစ်ရှောင်စခန်းတွေမှာတော့ကိုဗစ် -19 ရောဂါကိုသတိထားဖို့လိုနေတာပါစီဗီချောင်းတဲ့သူကတော့ကျွန်တော်တွက်ဆတဲ့သဘောတရားတွေရှိမှာပေါ့ဟိုအကျမ်းမအဲ့အတွက်ဦးစားပေးပြီးတော့မှတွက်ဆပြီးတော့စီဗီချောင်းတဲ့ပုံစံမျိုးတွေဆိုတာမျိုးတော့ဘယ်ရှိမလဲပေါ့နော်ကိုဗစ်ဖြစ်လာပြီဆိုလို့ရင် အဲသူတို့မှာဘာကာကွယ်မှဒီတိတွက်ဘာကြိုတင်ပြင်ဆင်မှုမှမရှိဘူးဘယ်သူကမှလည်းတအားဘူးကြိုတင်ပြင်ဆင်ပြီးတော့မှမင်းတို့တို့ဒီမှာကိုဗစ်ရောဂါဥစားရင်တောင်မှအဲတို့အော်ဂျော်ဘောင်းမကူဆောင်လှုပ်ထားပြီးတော့ပြင်ဆင်ထားပါတယ်ဆိုပြီးတော့မှ welcome ဖြစ်နေတယ်စီဗီရှောင်းစကန်နေဆိုတာဟိုပြောမှဆိုရင်မရှိဘူးဗျာကြိုတင်ပြီးလှုပ်ထားအောင်လည်းပဲကျွန်တော်တို့လွယ်တော့မလွယ်ဘူးပေါ့နော်ဆိုတော့အဲကူဆဲယောဂါတခုဖြစ်လာတယ်စီဗီရှောင်းနဲ့ နေရာမှာကုသရောဂါဖြစ်ပြီဆိုလို့ရင်တော့အဒါကုသနုံမြန်မယ်ထိခိုက်သေဆုံးမှုပို့ပြီးတော့များပြားပါလိမ့်မယ်တချိန်ထဲမှာပဲမြန်မာနိုင်ငံတွင်းမှာလည်း COVID-19 နဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင် ထားကြဖို့လိုမယ်လို့ပြောဆိုနေတာပါ မြန်မာပြည်ရဲ့နေသားအရဆိုလို့ကျွန်တော်တဘာဝတန်ကရှောင်လဲလို့မရဘူးဗောနော်တဘာဝတန်ခန်းစားနေရတဲ့ဂျားတွေက ဒီကိုဗစ်ဆိုတဲ့ရောဂါလည်းထပ်ဖြစ်လာနိုင်ပွဲရှိမရှိဆိုတာကျွန်တော်တို့ဟိုမဖြစ်ဘူးလို့ဘယ်တော့ပြောလို့မရဘူးဖြစ်လာနိုင်ပွဲလည်းရှိတယ်ဆိုတော့အခုချိန်ဒီမှာကကျွန်တော်တို့ဒီယာယီတဲလေးနဲ့နေနေရတယ်နော်လူစုလူဝေးပုံစံမျိုးဖြစ်နေတယ်ဆိုတော့တကယ်လို့သာအခုဆက်နိုင်ပွဲရှိတဲ့ယောဂါတစ်ခုခုသာဖြစ်လာနိုင်တယ်ဆိုလို့အတားဒီကျွန်တော်တို့ဟိုပါပေါ့ အခုလက်ရှိအခြေအနေဒီတော်တော်ကြောက်စရာကောင်းနေမယ်နော်အခုဆက်မြန်မယ်အဲဘာယောဂပဲဖြစ်ဖြစ်ဒီအသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂပဲဖြစ်ဖြစ်အဲဒါမှမဟုတ်ဒီအသက်ရှင်ခြင်းကြောင့်ဖြစ်တဲ့ယောဂတွေပဲဖြစ်ဖြစ်ဒါတွေဒီကျွန်တော်တို့ကုဆက်မြန်လိမ့်မယ်ပေါ့နော်ဒီခါမှာဒါမျိုးခြေနေကိုကျွန်တော်တို့တူတင်တွက်ဆက်ပြီးတော့မှပြင်ဆင်ထားတင့်တယ်ပေါ့နော်မြမပြီမှာငလျင်ဘေးဒုက္ခသည်ဒီစုဝေးနေထိုင်တာများနေပြီး ကူးဆက်ယောဂါတွေစိုးရိမ်နေကြရသလိုထိုင်းနိုင်ငံမှာလည်းလူစုလူဝေးနဲ့ရာသီဥတုပြောင်းလဲကြောင့်ကိုဗစ် -19 ဆက်လက်ပြန့်နှံ့နေပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါလက္ခဏာပြသူတွေနဲ့နီးနီးကပ်ကပ်မနေမိကြစေဖို့တကိုရည်တန်ရှင်းမှုတွေကို ထိမ့်သိမ်းကြဖို့အများပြည်သူတည်ဖို့ရင်နေဆေးရုံတွေမှာတွားရင်နှာခေါင်းစည်းတက်မကြာခဏလက်ဆေးကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်ခမညာ ကျွန်တော်မောင်တူးပါ Indian survivor here အဲဒီမှာဆိုလို့ရှိရင်ဒီ slide ကိုအရမ်းနေပါလား mass မတက်ပါနဲ့ကျွန်တော်တို့ copy မတက်ဘူးဆိုလို့ရှိရင်ဒီ paper ဝါကတော့ဒီရှိတယ်မရှိဘူးဆိုတာကျွန်တော်တို့မသိရဘူး